အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ချင်းပိုင်ကိုအလဲသွားရင်ဘလိုနေရာတွေမှာတဲတဲ့နဲ့တဲတဲ့နေရာတစ်ခုချင်းအလိုက်အာတာချက်အားနေချက်လေးတွေနဲ့တိထားတင်တာလေးတွေကိုပြောပြပေးသွားပါမယ်ဗျချင်းပိုင်မြို့ကိုဘန်ကောက်ကနေကားယထာလေရင်တွေနဲ့သွားလို့ရပြီးတော့ကားတွေယထာတွေနဲ့သွားမယ်ဆိုရင်ခီးကြချင်းက12နာရီလောက်စီးရပါမယ်ဗျချင်းပိုင်မြို့ကထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာရှိတာဖြစ်ပြီးတော့တောင်တန်းတွေဝိုင်းရံထားတဲ့မြို့ကြီးတစ်ခုဖြစ်ပါတယ် မြို့ထဲမှာကရှီဟောင်းဖျားပထိုးဇေဒီတွေဈေးတွေညာဈေးတွေခိမိဈေးဝယ်စင်တာတွေအပြင်ကော်ဖီဆိုင်တွေဘားတွေစားတောက်ဆိုင်တွေနဲ့လက်ဘက်ဆရာနေရာတွေအများကြီးရှိပါတယ်။တောင်မော်ဒေတာဖြစ်တာမို့လို့မြို့ထဲ area ကထွက်လိုက်တာနဲ့စိမ့်လန်းနဲ့တောတောင်ရေမြေဝင်းကျင်တွေကိုလက်ပတ်နိုင်ပြီးတော့ပန်းကင်းတွေတဘာဝကော်ဖီဆိုင်တွေဓပုံလှလှလေးတွေရိုက်လို့ရတဲ့နေရာတွေအများအပြားရှိပါတယ်။ဒါအပြင်တချို့တော့ခီးသွားတွေက ချင်းမိုင်မြို့မှာခီးတထောင်နားပြီးတော့ထိုင်းနိုင်ငံမြောက်ပိုင်းကတခြားသောမြို့တွေဖြစ်တဲ့ပိုင်မေဟောင်ဆောင်ချင်းရိုင်းမေဆိုင်စတဲ့မြို့တွေကိုအလေခီးဆက်သွားတက်ကြပါတယ်။မွန်ချမ်းမဲကပေါင်တို့လိုနေရာတွေကိုလည်းနေချင်းပြန်ခီးအဖြစ်ချင်းမိုင်ကနေတဆင့်အလေသွားလို့ရတာမို့ချင်းမိုင်မြို့ကထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေကိုအလေခီးတွားဖို့အတွက်အရေးအပါဆုံးမြို့လို့တောင် ပြောနိုင်ပါတယ်ဗျ။ဆိုတော့ချင်းမိုင်ကိုအလေသွားမယ်ဆိုရင်ဘယ်မှာတဲကြမလဲ။ ချင်းပိုင်ကိုအလဲသွားမယ်ဆိုရင်ဒေတာကန်ထိုင်းတွေရောနိုင်ငံခြားသားတွေရောအများစုတည်တက်ကြတဲ့အဓိက area 3ခုရှိပါတယ်ဗျအဓိက area 3ခုကတော့ချင်းပိုင် OCD တာဖဲဂိတ်ချင်းပိုင် night bazaar နင်မန်းစထရီတို့ပဲဖြစ်ပါတယ်ဒါအပြင်တခြားသော area တွေလည်းအနည်းငယ်ရှိပါသေးတယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုမှာကတော့အဓိက area 3ခုအကြောင်းကိုပဲပြောပြပြီးတော့ပါမယ်ဗျ ချင်းမိုင်ကိုအလဲသွားဖို့စဉ်းစားထားတယ်ပထမဆုံးအကြိမ်သွားမှလည်းဖြစ်တယ်ဒါမှမဟုတ်ရက်အကြကြီးလည်းအချိန်မရဘူးဆိုသူတွေကတော့ချင်းမိုင်မျိုးဟောင်း area လို့ဆိုနိုင်တယ် OCD area မှာတည်တင်ပါတယ်ဗျချင်းမိုင် OCD area ကချင်းမိုင်မျိုးကြီးတစ်ခုလုံးရဲ့အလဲတဲတဲလောက်မှရှိတယ်လို့ဆိုနိုင်ပါတယ်ဗျမျိုးဟောင်းက၄တော့ပုံစံရှိတာဖြစ်ပြီးတော့ပပတ်လယ်မှာကျုံရေပြင်နဲ့မျိုးရိုးတွေရှိပါတယ်ဒါအပြင်၄ဘက်၄တန်မှာမျိုးအဝင်တကားပေါက်တစ်ခုစီလည်းရှိပါသေးတယ် အဲ့ဒီမျိုးတကား၄ခုထဲမှာတာဖဲဂိတ်ကခီးသွားတွေကြာအထင်ရှားဆုံးနေရာဖြစ်ပါတယ်တာဖဲဂိတ်စီကိုတခုတကားလာပြီးတော့ဓာတ်ပုံရိုက်သူတွေအများစုရှိကြသလို ချင်းမိုင်ရဲ့အရေးကြီးတဲ့ပျော်ပွဲရှင်ပွဲအခမ်းအနားတွေကိုတာဖဲဂိတ်မှာကျင်းပလေရှိပါတယ်ဗျချင်းမိုင်ကိုအလဲလာကြတဲ့သူတွေကမြူဟောင်း area ထဲတဲမယ်ဆိုရင်တာဖဲဂိတ်အနီးတစ်ဝိုက်ကဟိုတယ်တွေကိုအဓိကထားရှာဖွေပြီးတော့တဲတက်ကြပါတယ်ဗျချင်းမိုင်ကိုပထမဦးဆုံးအလဲလာတဲ့သူတွေက ဘာကြောင့်မြို့ဟောင်း area ထဲမှာတဲတင်တယ်လဲဆိုရင်တီနီယာကချင်းမှတ်မြို့ကြီးတစ်ခုလုံးရဲ့အလဲမှာရှိသလိုဖြစ်နေတာကြောင့်အချက်ချာကြပြီးတော့စားတောက်ဆိုင် ကော်ဖီဆိုင်တွေဆိုရင်လည်းအများကြီးရှိပါတယ်ကားဆိုင်ကယ်ငှားလို့ရတဲ့ render shop တွေအပါအဝင် travel and tour package တွေရောင်းတဲ့ခီးသွား agency တွေလည်းဒီ area ထဲမှာအများကြီးရှိပါတယ်အဲဒါကြောင့်မို့အလဲဘက်ခီးတွေစီစဉ်ဖို့အတွက်အရန်ကိုအဆင်ပြေတဲ့နေရာလို့ဆိုနိုင်ပါတယ်ဒါအပြင်ချင်းမိုင်မြို့ရဲ့ ။တမိုင်းဝင်ရှီဟောင်းဖျားပထိုးစီဒီတွေကလည်းမြို့ဟောင်းထဲမှာတင်ရှိတာမို့လို့ကိုသေးတဲ့ဟိုတယ်ကနေလမ်းလျှောက်သွားမယ်ဆိုရင်တော့သွားလို့ရတဲ့အနေအထားမှာရှိပါတယ်။အပတ်စဉ်ပြုလုပ်တဲ့စနေနေ့ညစီ Saturday night market တနင်္ဂနွေနေ့ညစီ Sunday night market တို့ကလည်းမြို့ဟောင်း area ထဲမှာပြုလုပ်တာမို့ကိုက စနေတနင်္ဂနွေပတ်ရက်တွေနဲ့ကြုံကြိုက်ခဲ့တယ်ဆိုရင်ညာသေးတွေကိုလည်းအလွယ်တကူလဲပတ်နိုင်ပါတယ်။ဒီညာသေးတွေနဲ့ကြုံရင် မဖြစ်မနေလဲပတ်ဖို့အကြံပေးကြပါတယ်ဗျဟိုတယ်တွေအကြောင်းပြောရမယ်ဆိုရင်တော့ဒီ area ထဲမှာ budget hotel တွေကနေစလို့ဈေးသင့်တဲ့ hotel တွေနဲ့ luxury hotel တွေအထိရွေးချယ်စရာအမျိုးမျိုးရှိပါတယ်အလဲလာတဲ့သူအများစုတဲခိုကြတဲ့နေရာဖြစ်တာမို့ချင်းမန်ရဲ့တခြားသောနေရာတွေက hotel တွေနဲ့ဈေးရှင်ကြည့်ရင်တော့အနည်းငယ်ဈေးများတယ်လို့ထင်စရာရှိပါတယ်အခုကျွန်တော်ဖော်ပြထားတဲ့ချင်းမိုင် OCD မှာတဲခြင်းနဲ့ဆိုရင်တော့ ဟိုတယ်ဘုတ်ကင်ဝက်ဘ်ဆိုက်တွေမှာချင်းမိုင် OCD တာဖဲဂိတ်အစရှိတဲ့ keyword တွေအထုံးပြုပြီးတော့ရှာကြည့်နိုင်ပါတယ်ချင်းမိုင် night bazaar လို့ခေါ်တဲ့ချင်းမိုင်ညစေး area ကတော့တာဖဲဂိတ် area အရှေ့ဘက်ကနေစလို့ဖိမင်းအထီးနေရာတွေလို့ဆိုနိုင်ပါတယ်ဒီ area ကချင်းမိုင်မြို့မှာခီးသွားတွေတဲခုဖို့ရွေးချယ်ကြတဲ့နေရာတွေတဲကတခုဖြစ်ပြီးတော့ချင်းမိုင်မြို့ရဲ့နေရာအတော်များများကိုအလွယ်တကူသွားလာနိုင်တဲ့ အချက်အချာကြားတဲ့ area တခုလည်းဖြစ်ပါတယ်။အရင်ညှိုးမေးခဲ့တဲ့ OCD မှာထက်ဒီညာသေး area မှာကတော့ပိုပြီးတော့ကြီးမားတဲ့ပိုပြီးတော့ခင့်မိတဲ့ hotel တွေကိုတွေ့ရမှာဖြစ်ပါတယ်ဗျ။ညာသေး area အနီးတစ်ဝိုက်ဖြစ်တာမို့ညာဘက်တွေဆိုရင်လမ်းတွယ်လေးတွေနဲ့အဓိကလမ်းမကြီးတွေမှာနာမည်အမျိုးမျိုးနဲ့ညာသေးတွေဖြစ်လာပြီးတော့အရန်ကိုစီကားပါတယ်။ဒါအပြင် night flight မှာတောက်မယ်စားမယ်ပြောမယ်ဆိုတဲ့သူတွေအတွက် ဘားတချို့လည်းဒီ area ထဲမှာရှိပါသေးတယ်။လေရင်နဲ့ညာနဲ့သွားလို့ hotel ပြန်ဖို့စိုးရင်တရာ မရှိမဲ့နေရာမျိုးပါ။ဒီ area ကနေဘက်မှာတဲ့ညာဘက်မှာကပိုပြီးတော့စီတယ်လို့ဆိုနိုင်ပါတယ်။သွားရေးလာရေးအတွက်ဆိုရင်လည်း OCD နဲ့ဆက်နေတာမို့ OCD ဘက်ကိုလမ်းလျှောက်သွားခြင်းရင်တော့သွားလို့ရတဲ့အနေအထားမှာရှိပါတယ်။ဒါ့အပြင်ချင်းမိုင်ရဲ့ Warroros ဈေးနဲ့ဖင်းမြစ်ကမ်းဘေးနေရာတွေအပါအဝင် အထင်ကြီးရနေရာတွေကိုလမ်းလျှောက်သွားခြင်းရင်လည်းသွားလို့ရပါသေးတယ်။ဒါအပြင်ညာသေး area တွေမှာက OCD area လို့ပဲစားတောက်ဆိုင်၊ coffee ဆိုင်နဲ့ကားဆိုင်ကဲငှားတဲ့ဆိုင်တွေအပါအဝင် tour package ဝယ်တာတို့လို ခီးသွားဝင်ဆောင်မှုလုပ်ငန်းအချို့လည်းရှိတာမို့စားရေးတောက်ရေးအတွက်စိတ်ပူစရာမရှိသလိုလေပတ်ဖို့စီစဉ်တာတွေအတွက်လည်းအဆင်ပြေစေမဲ့နေရာပါဒီ area ထဲမှာကတော့နာမည်ရှိပြီးတာ brand hotel ကြီးတွေကစားလို့ luxury hotel တွေအပြင်ဈေးနှုန်းတင်းတင်းတဲ့ hotel တွေနဲ့ဈေးသက်သာတဲ့ hostel တွေအထိရနိုင်ပါတယ်ဒီ area တွေက hotel တွေကတော့ OCD ဘတ်နဲ့ရှင်ရင်နည်းနည်းလေးပို့ပြီးတော့ဈေးသက်သာတယ်လို့ဆိုနိုင်ပါတယ်ဗျအခုကျွန်တော်ဖော်ပြပေးခဲ့တဲ့ ချင်းမိုင် night bazaar area မှာတဲခုတ်ခြင်းနဲ့ဆိုရင်တော့ hotel booking website တွေမှာချင်းမိုင် night bazaar ဆိုတဲ့ keyword ကိုအသုံးပြုပြီးတော့ရှာကြည့်နိုင်ပါတယ် နင်မန်း area ကိုတော့ချင်းမိုင်ရဲ့ခေအမိသုံးနေရာတွေတဲကတခုအဖြစ်သတ်မှတ်ထားကြပါတယ်။နင်မန်းလမ်းမကြီးအနီးသွိုင်းနေရာတွေကိုတော့လူငယ်တွေဖြစ်တဲ့ backpacker တမားတွေ digital nomad နဲ့ချင်းမိုင်မှာကာလာရှင်နေထိုင်ပြီးတော့လေပတ်တူတွေအများစု နေထိုင်ကြတဲ့နေရာဖြစ်ပါတယ်။ဒါအပြင်ချင်းမိုင်တက္ကသိုလ်ကဒေတာကန်ကျောင်းသူကျောင်းသားအများစုကိုလည်းဒီ area ထဲမှာတွေ့ရမှာပါ။နင်မန်းကိုတော့လူငယ်တွေရဲ့နေရာလို့ဆိုနိုင်ပါတယ်။ဒီ area ကမှိုလိုပေါက်နေတဲ့အမိုက်စား coffee ဆိုင်တွေ လူငယ်ဆန်းဆန်းအဝတ်အစားအသုံးဆောင်တဲ့ fancy ပစ္စည်းဆိုင်လေးတွေအများပြားရှိပြီးတော့ညာဘက်ဆိုရင်လည်းလူငယ်တွေနဲ့စီကားတဲ့နေရာမျိုး ဖြစ်ပါတယ်ဗျဒီ area မှာကဟိုတယ်တွေထက် apartment တွေမှာငှားပြီးတော့နေထိုင်ကြတာမျိုးတွေလည်းရှိပါတယ် apartment တွေကတော့ booking website တွေထက် Airbnb လိုနေရာမှာအခန်းရှာတာက ပိုပြီးတော့အဆင်ပြေပါတယ် budget hotel တွေ hostel တွေအပါအဝင် luxury hotel ကြီးတွေအထိလည်းဒီ area မှာတွေ့ရမှာပါ အများစုကတော့ခင့်မိပြီးတော့တတောင်းတတလည်းရှိ facility လည်းကောင်းတဲ့ hotel မျိုးတွေဒီ area မှာများပါတယ်ဒီ area တွေကတဲခိုစရာနေရာတွေက တခြားနေရာတွေထပ်ပို့ပြီးတော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခံစားရမယ့်နေရာမျိုးပါ Niman area အနီးတစ်ဝိုက်လမ်းလျှောက်သွားလို့ရတဲ့အကွာအဝေးထဲမှာတင် Maya Shopping Center ကြီးရှိတယ်လို့ store ဆိုင်ပေါင်းများစွာနဲ့စားတောက်ဆိုင်ကြီးတွေ coffee ဆိုင်တွေအပြင် ဘားတွေအထိဒီ area မှာတွေ့ရမှာဖြစ်ပါတယ်။ညာဘက်တွေမှာဆိုရင်လည်းညီနေတဲ့အထီးဖွင့်တဲ့ဆိုင်တွေရှိတာမို့လို့ချင်းမန်ရဲ့ night life မှာစီမျောကျင်တဲ့သူတွေအတွက်ဒီ area ကအသင့်တော်ဆုံးပါပဲ။အခုကျွန်တော်ဖော်ပြပေးခဲ့တဲ့ Nimam area မှာတဲခုတ်ကျင်တဲ့ဆိုရင်တော့ hotel booking website တွေမှာ Nimam Hemin Road area ဆိုတဲ့ keyword ကိုအသုံးပြုပြီးတော့ရှာကြည့်နိုင်ပါတယ်။ hotel gan တွေရှာရမှာကျွန်တော် link ချထားပေးတဲ့ website ကို click နှိပ်ပြီးတော့လဲရှာကြည့်နိုင်ပါတယ် ကျွန်တော်ဖော်ပြပေးထားတဲ့ link တွေကနေတစဉ် hotel booking flight booking တွေပြုလုပ်ခြင်းဖြင့်အပေါ်ငွေကြေးအသုံးပြုကြရမလို့ပဲကျွန်တော်အတွက် commission တချို့ပြန်ရအောင်မို့ကျွန်တော် page အတွက် support ဖြစ်စေပါတယ်ဗျဒီနေ့ကတော့ချင်းမိုင်ကိုအလဲရောက်တဲ့အခါတဲဘူအတွက်တင့်တော်တဲ့ချင်းမိုင်မြို့တွေက area ၃ခုအကြောင်းကိုပြောပြပေးခဲ့တာပါဗျကိုခီးသွားမဲ့ပုံစံ budget ပေါ်မူတည်ပြီးတော့ hotel ခန်းတွေရှာဖွေနိုင်မှုအတွက်ဒီ video လေးကတစုံတရာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗျ ီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်မှာမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ